ကုသမင်းနဲ့ပပဝတိတို့ဇလမ်းမှာကြည့်မယ်ဆိုရင်နှစ်ဦးစလုံးဟာဆူတောင်းခဲ့ကြတာတစ်ချိန်တုန်းကဘဝတစ်ခုမှာကုသမင်းနဲ့ပပဝတိအလောင်းတို့ဟာမကြီးနဲ့မတ်တော်ကြတယ်ထမကုသမင်းအလောင်းအကိုနဲ့ ဘဘဝရီလောင်းအမျိုးသမီးရအိမ်တော်ကြတယ်သူကမတ်တော်မှာပေါ့နော်မတ်တူခဲဦးလို့လားမသိပါဘူးအဲ့လိုတော်တဲ့အခါမှာချစ်ကံအံဆိုတော့သူတို့သိမတဲ့ခြင်းမတဲ့ကြအောင်တနေ့ကျတော့အဲ့ဒီအိမ်မှာမုန်းလို့တယ် သူကတောသွားနေတယ်သူ့ရဲ့မကြီးကမုံလုတ်ပြီးတော့စားကြတယ်သူ့အတွက်ကိုမုံချန်ထားတယ်သို့တော့ပိစိကဗုဒ္ဓတဆူရောက်လာတဲ့အခါကျတော့တခြားလောင်းစရာမရှိတော့သူ့အတွက်ချန်ထားတဲ့မုံကိုလှူလိုက်တယ်ပိစိကဗုဒ္ဓတပိတ်ထဲလဲထဲလိုက်ရော သူကတော့ပြန်ရောက်လာရောက်လာတော့ ငါမောင်မင်းအတွက်မုံချန်ထားတာအခုပြည့်စင်ကဘုရားရှိတော့ငါတို့လှူလိုက်ပြီဆိုတာရုတာရုမလုပ်ဘဲနဲ့သူကပါလို့တော့ကိုမုံတော့ကိုမလှူဘဲနဲ့သူများမုံခမရတော့ကိုမုံတော့ကိုစားတယ်သူများမုံကြတော့လှူပြရမလားဆိုပြည့်စင်ကဘုရားတပိတ်ပေါ်လိုက်ပြီးတော့လှူယူလာတယ်ပြေးပြီးတော့နောက်ကလိုက်ပြီးသူ့မုံပြန်ယူလာအဲ့ဒီတော့ ိုမျိုးသမီးကရှက်လဲရှက်ပြစ်စင်ကဘုရားပေါ်မှာလဲအာနာတော့သူ့အမေအိမ်ပြေးပြီးတော့ထောမအိုးကြီးကိုယူလာခဲ့ယူလာပြီးတော့ပြစ်စင်ကဘုရားအရှင်မြတ်ရဲ့တပိတ်ထဲကိုထောဘတ်တွေလောင်းထဲထောဘတ်တွေလောင်းထဲပြီးတော့အဲ့ဒီချိန်မှာသူဆုတောင်းလိုက်တယ်ဆုတောင်းဆိုတာ ကောင်းတာလည်းရှိမကောင်းတာလည်းရှိသူဆုတောင်းဖို့ကဘာလို့ဆိုဒီကုသကောင်းမှုရဲ့ဆွမ်းအားကြောင့်တဲ့ဖြစ်လျာဘဝမှာတဲ့သူ့ရဲ့ခန္ဓာကိုယ်ကဟောဒီထောပတ်အယောင်နေတောက်နေသလိုသူ့ခန္ဓာကိုယ်မှာအယောင်နေထွက်ပြရစေဒါမို့ပပါဆိုတာအယောင်ဝတ္တိကရှိတာ ခန္ဓာကိုယ်ကအယောင်ထွက်နေတဲ့အမျိုးသမီးနာမည်ကပပဝတိဗမာပြည်မှာတော့ပပဝတိဆိုပပဆိုရင်တော့မဟုတ်ဘူးပပဘာဘာခုံးနဲ့မှမှန်တယ်ပပပပဆိုတာအယောင်နော်ပပဆိုရင်တော့ဗာအဓိပ္ပာယ်မှမရှိဘူးပပဆိုတာရေအိုးစင်ပဲနော်ပတ်ဆောင်နှလုံးဆိုရင်ရေအိုးစင်ဖြစ်သွားတယ် ပပဝတိခန္ဓာကိုယ်အသားရောင်ကနေပြီးတော့တောက်ပြောင်နေတဲ့အမျိုးသမီးတို့ဆုတောင်းလိုက်တာဒီဌာနရဲ့စွမ်းကြောင်းဟောဒီသောဘတိအဆင်းလှတယ်လို့ဖြစ်လျာဖြစ်လျာဘဝမှာဒုက္ခနာကိုယ်ကအယောင်တလဲလဲထွက်ပါစေအချောဆုံးအလှဆုံးလည်းဖြစ်ပြရစေနှစ်ခု နောက်တစ်ခါထပ်ပြီးတော့စိတ်ကလည်းဆိုးနေတာဆိုတော့ဟောဒီလူယုံမာနဲ့လဲဒါလေးကပါသေးတာဟောဒီလူယုံမာနဲ့လဲဘယ်တော့မှအတုမနေပြရစေနဲ့သူတောင်းတာအဲ့ဒါဒါတော့ဒေါသနဲ့တောင်းလိုက်တာဒီလူယုံမာနဲ့လဲဘယ်တော့မှအတုမနေပြရစေနဲ့သူဆုတောင်းတာကိုကြားတဲ့အခါ ကုသမင်းအလောင်းကမခံကျင်ဘူးမခံကျင်တော့သူ့လက်ထက်ကမုတ်ကိုပြေးပြီးတော့ပိစိကဗုဒ္ဓရဲ့သဘေထဲပြန်ထည့်ပြန်လှူတယ်ပြန်လှူပြီးတော့လေသူကပြန်ပြီးတော့ဆုတောင်းတယ်အရှင်ဘုရားတဲ့ဒီကုသကောင်းမှုကြောင့်ဟောဒီမိမ့်မရှုစနာတရားဝေးกว่าတဲ့နေရာပဲဖြစ်ပါစေ တပီတော့မရရအောင်ယူနိုင်ပါရစေဆိုပြီးလုပ်တာနော်အဲ့တော့ကလဲစားချေတာပေါ့နော် သူ့ကိုမရရအောင်ယူနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေအဲ့ဒါကုသမင်းနဲ့ဘဘဝရိသလမအဲ့လိုဆုတောင်းခဲ့ကြတာလေပေါ့အဲ့ဒီဆုတောင်းမှုတွေကြောင့်သူတို့ဘဝဟာ အချင်းချင်းစိတ်ဆင်းရဲမှုတွေနဲ့ကြုံရတယ်ကိုယ်ဆူတော့နဲ့ကိုယ်ဒုက္ခရောက်နေချာတာလေကုသမင်းကြီးကအယုဆိုးကြည့်တန်းဒေါသနဲ့ပြန်ယူခဲ့တာကြောင့်အယုဆိုးကြည့်တန်းတယ်ပပဝတိကိုချောလိုက်ရတာနော်ဩရိန်တဲ့ဘုရားရောက်လို့ရောက်ဖြာရက်တဲ့လူဘုရားရောက်လို့ရောက် အမျိုးစုံပပဝရီနဲ့တွေ့ဖို့ကြံစီရတဲ့အလုပ်တွေသူ့မှာကိုယ်ဤဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းနဲ့ရှင်မင်းဖြစ်ပါလျက်ဘယင်းရဲ့စိတ်စိတ်ကိုချမ်းသာတာမခံစားရဘူးခိုးကလည်းသူ့ကိုမုန်းလိုက်တာမပြောနဲ့အဲ့လိုနဲ့သူတို့ရဲ့အိမ်တော်ဘက်ဟာစဉ်းစားတာကြည့်နော်ဆူတောင်းနေမလာခဲ့ကြတယ် အဲ့တော့တန်တရာတွေမှာဆုတောင်းတာဟာအကောင်းတောင်းတာတောင်းမှပဲအကောင်းကြီးမရဘူးအခုလိုဒုက္ခပေးတဲ့ဆုတောင်းတွေဟာသူတို့ပဲအပြန်အလှန်နှိပ်စက်တာကိုခံရတယ်ပါဝဝတိကလည်းအကြည့်ကျစိတ်ဆင်းရရတယ်ကုသမင်းကြီးကလည်းအကြည့်ကျစိတ်ဆင်းရတယ်ဆိုတော့ဒီဒုက္ခတွေကိုသူတို့ဟာဆုတောင်းတဲ့ကနေရလိုက်တဲ့ဒုက္ခတွေလို့ဒီလိုမှတ်ရမှာဖြစ်တယ်ပေါ့နော် ဒါတည်းမို့တန်တရာတွေကဆူတောင်းနေဟာအကောင်းကြီးမရနိုင်ဘူးဒါကြောင့်မို့ဆူတောင်းမမှားစေရဘူးပေါ့ဆူတောင်းမမှားစေရဘူးဆူတောင်းမှားပြီဆိုရင်လူတွေဟာဆက်ဆင်းမှုကိုဆင်းမှုတွေနဲ့အမျိုးဆုံးကြုံရဒါကြောင့်မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့လာတဲ့အခါမှာအကောင်းဆုံးဖြစ်တဲ့ဆုကိုပဲ down then down right there,